မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာ6ရက်နေ့အတွက် People's Press ရဲ့နေ့လည်ခေတ်ဒီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဂျမုံကပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါယူကရိန်းနိုင်ငံအနှံ့မှာရုရှားရဲ့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်လူ9ဦးထပ်မံသေဆုံးခဲ့တယ်လို့စွမ်းအင်ဖြန့်ဝေမှုဆိုင်ရာအခြေခံအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ပါတယ်ရုရှားကအောက်တိုဘာ4ရက်ညပိုင်းကနေအောက်တိုဘာ9ရက်နေ့မနက်ပိုင်းအထိညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ် အခုဒီလောက်ရကြောင်းအရင်နှစ်ဆောင်းရာသီတွေတုန်းကလိုပဲရုရှားကယူကရိန်းရဲ့တအားနဲ့စွမ်းအင်ဖြန့်ဖြူးရေးကိုရက်တွေကိုရည်ရွယ်ချက်ရှိရှိပြင်ပထားတိုက်ခိုက်မှုတွေအရှိန်မြင့်လာအောင်မလားဆိုတဲ့စိုးရိမ်မှုတွေလည်းထွက်ပေါ်နေပါတယ်။ဒီနေရာမှာအရင်နှစ်တွေတုန်းကအကြောင်းအချင်းချုပ်ပြန်ပြောပြချင်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းအနှံ့မှာလျှက်စင်တဲ့ဓာတ်ငွေသွေးတမ်းမှုတွေပြတ်တောက်ကုန်ပြီးလူသန်းပေါင်းများစွာကခိုက်ခိုက်တုံအောင် အေးနေတဲ့ဆောင်းရာသီကိုလျှက်စင်ပြီးမရှိ အနှွေးပိဆက်မရှိဘဲဖြတ်တန်းခဲ့ကြရပါတယ်။ဒါကယူကရိန်းပြည်သူတွေရဲ့ခုခံလူစိတ်ကိုပြိုလဲသွားအောင်ရည်ရွယ်ထားတဲ့ရုရှားရဲ့စိတ်ဓာတ်ရေးရာထိုးနှက်မှုနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။အခုနောက်ဆုံးတိုက်ခိုက်မှုမှာတော့ရုရှားကယူကရိန်းနိုင်ငံအနှံ့မှာရှိတဲ့မြို့တွေစီစုစုပေါင်းဒရုန်496စီးဒုံးကျည်53စီးကိုပစ်ခတ်ခဲ့ပါတယ်။ဒီထဲကအများစုကိုကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းလေတပ်ကကြေညာပါတယ်။ဒီအခြေအနေအပေါ်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လမ်စကီပြောတာက ရုရှားကသူတို့ရဲ့မကောင်းဆိုးရွားဇယိုက်တဲ့အမှန်ကိုဟန်ဆောင်ပန်ဆောင်ဖုံးကွယ်ဖို့တောင်မကြိုးစားတော့ကြောင်းဒီတိုက်ခိုက်မှုရဲ့ပြစ်မှတ်အများစုက အရက်ဘက်နဲ့ဆိုင်တဲ့ပစ္စည်းတွေတမယိုးကြအခြေခံအဆောက်အအုံတွေသာဖြစ်ကြောင်းပြောကြားသွားပါတယ်အထူးသဖြင့်ရှေ့တန်းစစ်မြေပြင်နဲ့ကီလိုမီတာရာပေါင်းများစွာကွာလှမ်းပြီးယူကရိန်းရဲ့အနောက်ချမ်းမှာတည်ရှိနေတဲ့ Lviv မြို့ဟာစစ်ပွဲကာလတလျှောက်လုံးမှာအပြင်းထန်ဆုံးလေကြောင်းတိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရုရှားရဲ့ drone နဲ့ဒုံးကျည်တွေက တအားပေး unit တွေကိုထိမှန်တာကြောင့် love if အပါဝင်နိုင်ငံအနှံ့မှာလျှက်ဆက်ပြီးပြတ်တောက်တာတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။စုစုပေါင်းအသေးပြောက်၅ဦးထဲက၄ဦးက love if မှာရှိတဲ့မိသားစုတစ်ခုတွေကလို့သိရပါတယ်။နောက်ထပ်အသေးဆုံးသူတဦးကတော့ Ukraine တောင်ပိုင်းကရှေ့တန်းစစ်မြေပြင်နဲ့တိတ်မဝေးတဲ့ Zaporizhia ဒေသမှာဖြစ်ပါတယ်။အခုကရုရှားက Ukraine ရဲ့အရက်ဘတ်အခြေခံအဆောက်အုံတွေဓာတ်အားနဲ့ဓာတ်ငွေဖြန့်ဖြူးရေးစနစ်တွေကိုဖျက်ဆီးဖို့ပြောင်ကြကြအတိအလင်းစူးစမ်းလာနေပြီလို့ဇလမ်စကီကဆွဆွဲခဲ့ပါတယ် ပြီးတော့ရုရှားအပေါ်ပိုထိရောက်တဲ့ပိတ်ဆို့အရေးယူမှုတွေတက်မှတ်ပေးကြဖို့လဲတိုက်တွန်းသွားပါတယ်ရုရှားစစ်တပ်ကတော့အဲ့ဒီတိုက်ခိုက်မှုဟာယူကရိန်းရဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေအဲ့ဒီစက်ရုံတွေအတွက်ဓာတ်အားထောက်ပံ့ပေးနေတဲ့ unit တွေကိုဦးတည်ခဲ့တာလို့ပြောပါတယ်ယူကရိန်းကတော့ရုရှားဟာဆောင်းရာသီနီကလာဒါနဲ့အမျှယူကရိန်းရဲ့ဓာတ်အားပေးကွင်းရက်တွေကိုသာမကဘဲယထာလန်းတွေကိုပါဖျက်ဆီးဖို့ပုံမအားထုတ်လာနေတယ်လို့ပြောကြခဲ့ပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံအရှေ့ပိုင်းကယူကရိန်းတပ်တွေကို နောက်တန်းနဲ့အဆက်ဖြတ်နိုင်စေဖို့ဖြစ်ပါတယ်။အောက်တိုဘာ၄ရက်နေ့တုန်းကလည်းရုရှားကယူကရိန်းအရှေ့မြောက်ပိုင်းဆူမီဒေသမှာခီးသည်တင်ရထားနှစ်စီးကိုဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့တဦးသေးပြီးဒါဇင်နဲ့ချီဒဏ်ရာတွေရရှိခဲ့ပါတယ်ရှင်။ခလီတဒါဇင်ကျော်တေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ဆက်ဆက်ပြီးအိန္ဒိယကပြည်နယ်တစ်ခုမှာ Corif ချောင်းဆုပ်ပြောက်ဆေးရည်ကိုရောင်းချခွင့်ပိတ်ထားလိုက်ပါတယ်။ Mathaya Pradesh ပြည်နယ်ကချာဟင်ဝါရာ area မှာကလေး၁၄ယောက်က ကြောက်ကပ်ပျက်စီးတယ်လို့ယူဆရတဲ့အခြေအနေတွေကြောင့်သိဆုံးခဲ့တဲ့နောက်စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအခါဒီဆေးဝါးကအဓိကပြစ်ချမ်းလို့ယုံကြည်ရတဲ့အထောက်အထားတွေကိုရှာတွေ့လာခဲ့တာပါ။ဒါဝင်ရှိသူတွေရဲ့အဆိုအရ Corif 6ဆိုးပြောက်ဆေးတွေမှာလူခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေမဲ့ဓာတ်ပစ္စည်းအချို့အစားမြင့်မြန်မာမာပါဝင်နေတယ်လို့သိရပါတယ်။အိန္ဒိယရဲ့ဆေးဝါးစံနှုန်းထိန်းချုပ်ရေးဗဟုအဖွဲ့ကတော့ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအနေနဲ့ စုစုပေါင်း၁၆ခုခုရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုပြန်လည်ဆန်းစစ်လေ့လာနေတယ်လို့ပြောပါတယ်။အဲ့ဒီထဲမှာချောင်းဆိုးပြောက်ဈေးရီတွေပို့သက်ဈေးတွေပါဝင်ပြီးပြည်နယ်ပေါင်း၆ခုမှာဖြန့်ကျက်ထုတ်လုပ်နေတယ်လို့သိရပါတယ်။ Corif ဈေးရီရဲ့နမူနာတစ်ခုကတော့ခြံတိုင်းမြို့ဈေးဝါစစ်ဆေးမှုဓာတ်ခွဲဌာနရဲ့ရလက်အဖြစ်အရဘေးမကင်းဘူးဆိုတဲ့အချက်လက်ထွက်ပေါ်လာတယ်လို့တမူနာဒူပြည်နယ်ဈေးဝါထိန်းချုပ်မှုဌာနကကြေညာခဲ့ပါတယ်။ Matt Hyer Pradesh အစိုးရကတော့ Chahin Wara မှာ လေး၁၄ရောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီးခိုရစ်ချောင်းဆိုးပြောက်ဆေးရည်ရောင်းချခွင့်ကိုချက်ချင်းတားမြစ်ပိတ်ပင်ထားလိုက်ပါတယ်။ကြောက်ကပ်ပျက်စီးတယ်လို့ယူဆရတဲ့အခြေအနေအကြောင်းကလေးတွေသေဆုံးမှုမှာပထမဆုံးဖြစ်စဉ်ကတော့စက်တင်ဘာ9ရက်နေ့ကစပြုခဲ့တယ်လို့သိရပါတယ်။လောလောဆယ်မှာတော့ဆေးဝါးမတန့်ရှင်းမှုကြောင့်လို့ယုံကြည်ရတဲ့အခြေအနေမှာအပြင်းထန်နာမကျန်းဖြစ်နေတဲ့ကလေး6ဦးဆေးရုံတက်နေရပြီး3ဦးကတော့အခြေအနေအတော်ကြီးစိုးရိမ်နေရတယ်လို့ဆိုပါတယ်။ဒီနယ်အစိုးရအာဏာပိုင်တွေကတော့ ေဆုံးခဲ့တဲ့ကလေး၁၄ဦးရဲ့မိသားစုတွေကိုနှစ်နာချီပေးမယ်လို့တီးပြထားပါတယ်။ပြည်နယ်ဝန်ကြီးချုပ်ကလည်းကလေးတွေသေဆုံးခဲ့တာဟာအရန်ကြေကွဲစရာကိစ္စမျိုးလို့ပြောကြခဲ့ပြီးတာဝန်ရှိသူတွေကိုစီးမြက်ဥပဒေတွေနဲ့အညီအရေးယူမယ်လို့လူမှုကွန်ရက်မီဒီယာ Twitter မှာရေးသားထားပါတယ်။နောက်ပြီး Corif နဲ့ဆက်ဆက်တယ်လို့ယူဆရတဲ့သေဆုံးမှုတွေက Rajasthan ပြည်နယ်မှာလည်း၃ခုလောက်တွေ့ထားပြီးအတီးပြုနိုင်ဖို့စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုကြည့်လိုက်ရအောင်။ တင်းကျော်လာပြီနေဒီနေ့မနက်စောပိုင်းမှာစစ်ကောင်စီကနမ်မတူနဲ့တေဘောမျိုးတို့ကိုလေချောင်းကနေဘုံထက်ကျဲသွားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတအန်းတမတော် TNLA ထိန်းချုပ်မျိုးတွေဖြစ်တဲ့နမ်မတူနဲ့တေဘောမျိုးတို့ကိုစစ်ကောင်စီကလေချောင်းကနေထပ်ပြီးတိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့ဒီမနက်လေချောင်းတိုက်ခိုက်မှုကြောင့်နမ်မတူမျိုးတွေကအရက်သားနေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ကထုတ်ပြန်ပါတယ်။မနက်9:43မိနစ်အချိန်မှာ နမတူမြို့မြို့မာစေးရက်ကွက်နှစ်မှာရှိတဲ့ပြည်သူတွေကိုဥတီပြီးရည်ရွယ်ချက်ရှိရှိ Jet Fighter နဲ့ဘုံချဲခဲ့တာလို့ဖော်ပြပါရယ်ပြီးခဲ့တဲ့အောက်တိုဘာ2ရက်ကလည်းစစ်ကောင်စီတပ်နမတူမြို့ကိုဘုံချဲချတိုက်ခိုက်ခဲ့တာကြောင့်အရသားပြည်သူ၄ဦးသေဆုံးပြီး၅ဦးထိခိုက်ဒဏ်ရာရခဲ့ပါရယ်နမတူနယ်တီဘောမြို့တို့ကိုဒီနေ့မနက်ပိုင်းဘုံချဲတိုက်ခိုက်တာမှာထိခိုက်ပျက်စီးမှုအများများတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်နှစ်မြို့စလုံးကို6မိနစ်အတွင်းဇက်တိုက်တိုက်ခိုက်သွားတာဖြစ်ပြီး အခါကြီးရက်ကြီးဘလို့ဖြတ်တန်းရမယ်မသိတော့ဘူးလို့နမ်မတူမျိုးကန်တူကပြောပါတယ်စစ်ကောင်စီတပ်ကနောင်ချုံနဲ့ကြောက်မဲမျိုးတွေကိုပြန်သိမ်းပြီးတဲ့နောက်ပိုင်း TNLA ထိန်းချုပ်မျိုးတွေကိုလေချောင်းကနေဆဲတိုက်ဘုံကျဲတက်ခိုင်နေတာလည်းဖြစ်ပါတယ်တီဘောမျိုးကိုအောက်တိုဘာ၄ရက်ကဘုံကျဲတာမှာလဲဘုံကြီးချောင်းအပါဝင်အဆောက်အုံတွေအပြည့်အစည်းများခဲ့ပါတယ်အထူးသဖြင့်ဒီနေ့ကဗုဒ္ဓဘာသာဝင်တွေဥပုပ်သီလာစောက်တီကြတဲ့သတင်းကြော်လာပြနေပါဒါကြောင့်လဲအခုလိုဘုံကျဲတက်ခိုက်တဲ့ပေါ်လူမှုကွန်ရက်သုံးဆွဲသူတွေက အပြင်းထန်ဝေဖန်နေကြပါရဲ့ရှင်။စကိုင်းတိုင်းမုံရော်မြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲတွေပြစ်ခတ်ခံရပြီး၄ဦးလုံးသေဆုံးသွားတယ်လို့လက်နက်ခဲယမ်းတွေပါသိမ်းဆည်းခံလိုက်ရပါတယ်။အောက်တိုဘာ၄ရက်မနက်ပိုင်းကမုံရွာမြို့တာစီလန်းနဲ့အက်တောအဝိုင်းပံမှာအိမ်စည်းကားတစည်းနဲ့ပြည်သူတွေကိုစစ်ဆေးငွေညှစ်နေတဲ့ရဲရရှိ၃ဦးရဲတပ်သား၁ဦးကိုပြစ်ခတ်ခဲ့တာလို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ ငွေတောင်းနေတဲ့ရဲတွေကိုအနီးကပ်သွားပစ်ခဲ့တာပါစုစုပေါင်းမင်းနဲ့20လောက်ပဲကြာတယ်လို့တာဝန်ရှိသူကဆက်ပြောပါတယ်ဒါအပြင်အဲ့ဒီရဲတွေစီက G3 တနက်2လက်နဲ့ပစ္စတိုတလက်ပါသိသိရမိခဲ့တယ်လို့မုံရွာပလဖအဖွဲ့ကအတည်ပြုပါတယ်အဖွဲ့ကထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းအရကာကွယ်ရေးအဖွဲ့တွေဟာစိုင်ကယ်နဲ့အနီးကပ်သွားရောက်ပစ်ခတ်ခဲ့တာကိုတွေ့ရပြီးရဲတွေကကားပေါ်မှာတင် အပစ်ခံရလို့သေဆုံးခဲ့တာတွေ့ရပါတယ်အဲ့ဒီစစ်စင်ကြီးကိုတော့မုံရွာမြို့နယ်ပလဖနဲ့ကျောင်းသားလက်ရုံးတက်တော် SAF မုံရခရိုင်တပ်ရင်းနှစ်တပ်ခွဲသုံးရွာစော်ကြီးတော်လန်တန်းဘူးတလင် mobile team တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရတာပါမုံရမြို့ပေါ်မှာစေုပ်စုကနေတိုင်းရင်တွေနဲ့လှည့်လည်စစ်ဆေးပြီးငွေညစ်တာပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့မြို့ကန်တွေကပြောပါရရှင်အခုပြပြသွားတာကတော့နေ့လယ်ခင်းလီနောက်ဆုံးရရှိထားတဲ့သတင်းတွေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်